ဇလန်းဆောင်မှာတော့ထိုင်ကပေါ်မှာထိုင်နေတဲ့ကိုဖက်တီတယောက်ကိုမြင်ရမှာပဲဖြစ်တယ်။တကယ်တော့သူကဘာလုပ်လဲဆိုရင်တော့ကပေါ်မှာအင်အားကြီးဆုံးအဖွဲ့ခေါင်းဆောင်ဝင်တယောက်ပဲဖြစ်တယ်။သူအခုလိုထိုင်ကပေါ်မှာထိုင်ရတဲ့အကြောင်းရင်းကလည်းအဆဆားဖို့အတွက်လုပ်နေတာဖြစ်ပြီးအဲ့လိုနဲ့ကိုဖက်တီတယောက်အဆဆားဖို့အတွက်လုပ်တော့ခဏနေတော့လူတယောက်ကိုရောက်လာခဲ့တယ်။တကယ်တော့သူကဘာလုပ်လဲဆိုရင်တော့ကိုဖက်တီအကြံပေးကောင်းမလီတယောက်ပဲဖြစ်တယ်။အရှင်အရှင်သတင်းပေးစရာချီလို့ရောက်လာတာပါ။အော်ဟုတ်လားဗာသတင်းလဲပြောကြည့်လေ။ဟုတ်ကဲ့ဗာသတင်းလဲဆိုတော့သတင်းကောင်းတဲ့သတင်းစိုးတစ်ခုရှိပါတယ်။ဘယ်ဟာအရင်နားထောင်မလဲ။ကိုဖက်တီကတော့သတင်းကောင်းအရင်ပြောဆိုပြီးပြောတော့ကောင်းမလီကလည်းသတင်းကောင်းကတော့ကိုဖက်တီစားဖို့အတွက်မွေးထားတဲ့နွားတွေကကြားမရေးကောင်းတဲ့ဆိုပြီးပြောပြလိုက်တယ်။ ေးကောင်းတာပေါ့သတင်းစိုးကောဘာများလဲဟုတ်ကဲ့သတင်းစိုးကဘာလဲဆိုရင်တော့အရှင်ရဲ့နေရာကိုလူယူဖို့အတွက်လက်နက်ရှိသူရဲ့ကောင်းတဲ့ထွက်ခလာပြီးလို့ကြားတယ်အဲ့ဒါဘယ်လိုလုပ်မလဲအရှင်အေးဘာလို့ရမလဲဆိုတော့ငါထွက်ပြေးရမှာပေါ့အဲ့လိုပြောလိုက်တော့အချမ်းမိကောင်မဏီကလည်းဘာပြောလဲအရှင်အရှင်ကထွက်ပြေးမှာဟုတ်လားအတိတ်ပဲမရှိတိုင်းမပြောနဲ့လေအတိတ်ပဲမရှိတာမဟုတ်ဘူးကွာငါဒီရာထူးကိုနေ့30လောက်ယူထားပြီးပြီလေအဲ့တော့ဆိုတော်တော်ပြီမဟုတ်ဘူးလားအရှင်အဲ့လိုမလုပ်ရဘူးလေကျမကအရှင်ရဲ့အစွမ်းတွေကိုမြင်ကျင်နေခဲ့တာအဲ့လိုပြောလိုက်တော့ကိုဖက်ဒီကလည်းငါ့ရဲ့အစွမ်းတွေဟုတ်လားငါ့ရဲ့အခုလက်ရှိခန္ဓာကိုယ်ကိုလည်းကြည့်လိုက်အောင်လေလုံးဝကိုမဖြစ်ဘူးလုံးဝမဖြစ်နိုင်ဘူးဆိုပြီးပြောလိုက်ကအစာကိုဆက်စားနေခဲ့တယ်အဲ့လိုစားနေလို့ ခဏနေတော့သတိထားမိတော့ခဲ့တယ်အဲ့ဒါကဘာလဲဆိုရင်တော့သူအုပ်ချုပ်တဲ့နယ်မြေရဲ့အပြင်ဘက်မှာသူ့ရဲ့စစ်တပ်တွေကအတဲအတန်ပြေးလာခဲ့တာကိုသတိထားမိတော့ခဲ့တယ်အရှင်အရှင်ဘာဖြစ်တာလဲကိုဖက်တီကလည်းမင်းစကားမပြောနဲ့အောင်အဲ့လိုနဲ့တခြားနေရာကိုသူ့ရဲ့မကျက်အစွမ်းနဲ့တက်ရှိကြည့်လိုက်တော့သူ့နေရာကိုလူ့ဘိုးတို့ရောက်လာတဲ့ဒါနဲ့အရှင်တခင်ကိုတွေ့လိုက်ရပါတော့တယ်ဟမ်ငါနေရာကိုလူ့ဘိုးတို့ရောက်နေတာတော့ဟုတ်ပါရဲ့ဘာလို့ငါရဲ့ပြည်သူတွေကိုတတ်နေရတာလဲအဲ့လိုနဲ့ကိုဖက်တီတယောက်စောင်းရံကိုသွားတော့ထွက်သွားပြီးနန်းရင်တစ်ခုလုံးကသူ့ရဲ့မကျက်အစွမ်းနဲ့ဖုံးလွှမ်းလိုက်ပါတော့တယ်ဘေးနားမှာရှိတဲ့ကောင်မတွေကလည်းဘာဖြစ်တော့လဲဆိုပြီးမိတော့ကိုဖက်တီကလည်းမင်းပြောတဲ့ဒါနဲ့အရှင်တခင်ကငါနေရာကိုလူ့ဘိုးတို့ဒီကိုရောက်လာပြီလို့ပြောလိုက်ကရှန့်စလို့ပြန်ထွက်သွားပါတော့တယ်ဒ တဖက်ကဒါနဲ့အရှင်တခင်ဘက်မှာတော့ကိုဖက်တီရဲ့နန်းလွင်းထက်ကိုရောက်လာခဲ့ပြီးဘေးနားမှာရှိတဲ့သူတွေကတော့ဟေးငါတို့ခေါင်းဆောင်ကမင်းကိုမျက်နှာသာပြထတာလေဘာလို့ထိစားဖောက်တာလဲဆိုပြီးမင်းနေခဲ့တယ်။ဘာပြောတယ်ငါကအဲ့ဒီဆောက်ဖက်တီရဲ့အရင်ကနောက်လိုက်ဖြစ်ခဲ့ပြီမဲ့အခုအချိန်ကသူ့နေရာကိုလူ့ဘုဘတော့ရောက်လာတာကွာဟုတ်ပါတယ်တကယ်တော့ဒီကဒါနဲ့အရှင်တခင်အရင်တုန်းကကိုဖက်တီယုံကြည်လဲနောက်လိုက်တော့ဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုလက်ရှိမှာတော့ကိုဖက်တီရဲ့ယာတို့ကိုလူ့ဘုဘတော့အခုလိုဆက်ကျင်နေတာပဲဖြစ်တယ်ဟဲ့ကောင်နေငါ့ကိုတားတဲ့ကောင်အကုန်လုံးကိုတတ်ပြစ်မယ်ကွာအဲ့လိုနဲ့ဒါနဲ့အရှင်တခင်တရားသူ့အမကျစ်ဆန်နေကိုထုတ်လိုက်ပါတော့တယ်အဲ့လိုထုတ်နေလို့ခဏနေတော့အစွမ်းကြီးတဲ့လူတယောက်ကရောက်လာတာကိုသတိထားမိလိုက်ကချက်ဆိုလို့သူ့ရဲ့လက်နဲ့ဖက်အဖြစ်က ခံလိုက်ရပါတော့တယ်တနက်ဖောက်ခဏနေလဲဖျက်လိုက်တဲ့သူကဘယ်လိုလဲဆိုရင်တော့မိုးကောင်းကင်မှာပြန်နေတဲ့ကိုဖက်တီပဲဖြစ်တယ်ကိုဖက်တီကတော့ဟဲ့မင်းငါပြည်သူတွေအပြည့်မရှိပါဘူးတတ်ရတဲ့ပေါ့လေအဲ့လိုနဲ့စကားတွေအပေါ်မပြောပဲသူ့ရဲ့လက်လေးတစ်ချောင်းနဲ့ဒါနဲ့အရှင်တခင်ရဲ့ခဏကိုတစ်ခုလုံးကိုအပိုင်ပိုင်ပိုင်စုပြစ်လိုက်ပါတော့တယ်အဲ့လိုနဲ့ဒီဖြစ်ဖြစ်ကလည်းပြီးတော့ခဲ့ပြီးမိုးကောင်းကင်မှာရက်ကြီးနေတဲ့ကိုဖက်တီကတော့စိတ်မကောင်းဖြစ်နေခဲ့တယ်ဘာလို့လဲဆိုရင်တော့ဒါနဲ့အရှင်တခင်ကသူယုံကြည်တဲ့နောက်တော့ဖြစ်ခဲ့တာကြောင့်မလို့ပါအဲ့လိုပြောနေတော့ယုတ်တီရဲ့အရာအလုံးကမိုင်းမောင်းသွားခဲ့ပြီးခဏနဲ့တော့မျက်လုံးဖွင့်လာခဲ့တယ်ဖွဖွချင်းမှာပဲကိုဖက်တီတောင်တခြားနဲ့ကိုရောက်နေခဲ့ပြီးတခြားလူရဲ့ခဏကိုထဲကိုလည်းရောက်နေခဲ့တာပေါ့အဲ့လိုနဲ့ကိုဖက်တီတောင်ဂရင်ဘော်ကနေဆက်လ ိုက်ပြီးမန်အရှိကိုရောက်လာခဲ့တာပေါ့ရရချင်းမပဲအရင်ကဝါတတို့ခန္ဓာကိုမဟုတ်တော့ပဲဒီကနီးဖြစ်နေတဲ့ခန္ဓာကိုယ်တွေကိုရောက်နေတာကိုတီးလိုက်ရပါတော့တယ်ဟမ်ဟမ်ငါရဲ့ခန္ဓာကိုယ်ကအစားအစာလည်းကောင်းကောင်းမစားရတဲ့မျက်နှာကြီးဟာနောက်ပြီးတော့လည်းငါရဲ့လက်တွေကလည်းကုတ်ရှိရတွေကြီးပဲအဲ့လိုနဲ့ကိုဖက်တီတီအောင်အတူပေါင်းတောက်ချောက်ထောင်ဝင်လာခဲ့တာပေါ့ဟမ်ဘေးနောက်ကိုတစ်ချက်ကြည့်လိုက်တော့လေဒီအင်ကချမ်းသာတဲ့အိမ်ပဲဖြစ်ရမယ်နောက်ပြီးတော့ငါရဲ့ခန္ဓာကိုယ်ကလည်းဘာလို့ထင်ရတယ်အပြီးဖြစ်နေတာလဲဟာအဲ့လိုသွေးနေလို့လူတယောက်ကပြေးလာတဲ့အတန်ကိုကြားလိုက်ရပြီးခန္ဓာနဲ့တော့အဖိုးကြီးတယောက်ရောက်လာခဲ့တယ်ဒီကလို့သူကဘယ်လိုလဲဆိုရင်တော့ကောင်းငယ်ပုံရအဖွဲခေါဆောင်မှဖြစ်တယ်အဲ့ဒါကိုတီးလိုက်ရတဲ့ကိုဖက်တီကတော့အယံအောင်အောင်တော့ခဲ့ပါတော့တယ်ဘာလို့လဲဆိုရင် ော့ဘာလဲဟာငါ့ကိုလည်းစကားမပြောပါလားနောက်ပြီးတော့သူ့ရဲ့မျက်နှာကလည်းမလှဘူးဟေးမင်းရဲ့ဆူတောင်းငါဖြည့်စီပေးမယ်အဲ့ဒါကြောင့်ဒီကိုလာပါအောင်အန်ဒီစောက်အဖိုးကြီးကသူ့နောက်ကိုလာခိုင်းနေတာဘာလို့လဲဟာအလွန်နဲ့ခဏနေတော့ကိုဖတီတောင်အဖိုးကြီးရဲ့နောက်ကိုရောက်လာခဲ့တယ်ရောက်အောင်ရှိမှမဲ့အဖိုးကြီးကတော့ရော့ဒီမှာမင်းဖြစ်ရှင်တဲ့ဆန္ဒပဲဆိုပြီးစီတုံပြီးလိုက်ပါတော့တယ်စီလုံးကိုမြင်လိုက်တဲ့ကိုဖတီကတော့ဟမ်ဒီစီရီကခဏကိုအားပြစ်ပြောင်းလုပ်ပြီးမဲ့စီရီလုတ်ထင်တာပဲဒါပေမဲ့လည်းအဲ့ဒီအဖိုးကြီးရဲ့မျက်နှာကဘာဖြစ်နေတာလဲဟာနောက်ပြီးတော့လည်းငါခဏကိုကြည့်လိုက်တော့လေတကလုံးကတက်တိဖို့အတွက်ကြိုးစားထားတဲ့အရာကြီးပဲတွေ့ချင်တဲ့သဘောကအဲ့ဒီစောက်အဖိုးကြီးကငါ့ကိုတက်ဖို့လုပ်နေတာပဲဟေးစောက်အဖိုးကြီးမင်းပြီးတဲ့စီရီကအစိမ့် မလားအဲ့ဒါကိုကြားလိုက်တဲ့ဖိုးကြီးကလည်းလက်နော်ခဲ့ပြီးပေါ့ဝန်ကြီးကလည်းခဏခါငြိမ်သက်သွားခဲ့တယ်အာငါဒီလိုမပြောတိမှုထင်တယ်ဘာလို့လဲဆိုတော့ငါသူ့ရဲ့မိတယောက်ဆိုတော့ဒီလိုပြောတာမတင်ဘူးအဖိုးဒီစီကအစိတ်စီမလားဘာလို့ကျွန်တော်ကိုပေးတာလဲဗျဟုတ်ပါတယ်တခါအစိတ်စီပဲညော့စားလိုက်အာတော့ပါပြီအဖိုးကျွန်တော်မိစက်တစ်ခုရှိသေးတယ်ဘာမင်းမလို့လဲပြောကြည့်လေတကယ်တော့ကိုဖတိမေးမမေးကောင်ဘာလဲဆိုရင်တော့ဒီခဏကိုဘလို့ရလာတာလဲဆိုတာကောင်မေးမလို့ပဲဖြစ်တယ်ဒါပေမဲ့လည်းစိတ်မကောင်းစွာနဲ့အဲ့လိုမမေးခင်မှာပဲအဖိုးကြီးကတော့ထပြီးအော်ပါတော့တယ်ဟဲ့မင်းတည်ကြည့်နေတာမလားငါ့ကိုစကားတွေအများကြီးမပြောနဲ့တော့မြန်မြန်ဒီစီကိုတောက်ပြီးတည်လိုက်တော့ကွာအဲ့လိုနဲ့အဖိုးကြီးတရားစောင့်ရင်ကိုတော်တော်ထွက်နေခဲ့တယ်ဘာလို့လ ဲ့ဆိုရင်တော့ကိုဖတိဝင်မှုထားတဲ့ခဏကိုကအမြဲတမ်းကိုကိုတက်တည်ဖို့အတွက်ကြိုးစားနေတဲ့လူတယောက်ပဲဖြစ်တယ်။အဲ့ဒါတွေမကြည့်ရတဲ့အဖိုးကြီးကလည်းသူ့ရဲ့မြေလေးကိုတက်ဖို့အတွက်အခုလိုအစိတ်စေးလာပြီးတာပဲဖြစ်တယ်။အခုလက်ရှိမှာတော့ကိုဖတိတယောက်အဖိုးကြီးကိုစိတ်ထိမပြောနိုင်ခဲ့ပြီးကျွန်တော်မတည်ခြင်းနေပါဘူး။အဲ့ဒါကြောင့်ပြန်မာတော့ဗျာ။ဒါပေမဲ့လည်းအဖိုးကြီးကတော့မင်းမင်းငါ့ကိုများအားထဲလို့ထင်နေကြလား။အဲ့လိုနဲ့အရှိကိုခုန်တဲလာခဲ့ပြီးကိုဖတိကလည်းသူ့ရဲ့ဆွမ်းကိုတုံ့မလုပ်ပါတော့တယ်။ဒါပေမဲ့လည်းသူဝင်ပူးထားတဲ့ခဏကိုကကျမရဲ့မကောင်းတဲ့ခဏကိုဖြစ်နေတဲ့အတွက်ဘာအဆွမ်းမှမတုံ့လို့မရပဲဖြစ်နေခဲ့ကစပြီးထွက်ပြေးပါတော့တယ်။ဒါပေမဲ့လည်းအဖိုးကြီးကတော့ခဏလေးအတွင်းမှာကိုဖတိကိုလိုက်လို့မြည်သွားခဲ့ပြီးကိုဖတိရဲ့ခဏကိုကိုချုပ်ထားလိုက်က သူ့ရဲ့ပါဆက်တယ်ကိုခဏကစီလုံးကိုထိပ်ပြီးလိုက်ပါတော့တယ်ကဲကဲစားလိုက်တော့မင်းဖြစ်ချင်တဲ့ဆန္ဒပြရတော့မှာပဲအဲ့လိုနဲ့အဖိုးကြီးတောင်မလို့ရှင်ပေမဲ့လည်းသူ့မြင်းလေးကိုသူ့ကိုယ်တိုင်တတ်ပါတော့တယ်ကိုဖက်တီကတော့ဟာဘယ်လိုလုပ်မလဲကွာငါပါဆက်တယ်ကိုအစိတ်ကြီးကပြက်နေနေပြီငါပါဆက်လွင်ကောင်းမလဲဟာနောက်ပြီးတော့ဒီခဏကိုကြတော့ဒီအစိတ်ကိုတွန်လိုင်းလို့လည်းမရဘူးအဲ့လိုနဲ့ကိုဖက်တီတောင်သူ့ရဲ့အဖိုးရဲ့မျက်နှာကိုတစ်ချက်ရထည့်လိုက်ပြီသူ့ပါဆက်တယ်ကိုရောက်တော့လည်းအစိတ်ကိုပြန်ထုတ်ပါတော့တယ်ဒါပေမဲ့လည်းရန်ကိုနှောက်ကြောက်သွားပြီဖြစ်တာကြောင့်ကျုပ်တဲ့ခဏကိုကတုံလာခဲ့ပြီချက်စလုံးလဲကြောက်တော့ပါတော့တယ်အာချီပဲငါတီတော့မှလားဟာငါ့ကိုဒီခဏကိုလည်းထည့်လိုက်တဲ့ကောင်ကလက်ဆမရှိရသေးဘူးလေအဲ့ဒါကိုကြည့်နေတဲ့အဖိုးကြီးကတော့ဟဲ့ငါ မင်းလူချင်းနဲ့ဆန္ဒကိုဖိစီးခဲ့ပြီမဲ့ငါ့အမိတက်ကဒီလိုခန်းစားနေတာကိုငါမမြင်ချင်ဘူးအဲ့ဒါကြောင့်ငါတော့ပြီဆိုပြီးထွက်တော်ဖို့လုပ်ပါတော့တယ်ရှီရှီပဲဆောက်အဖိုးကြီးကားတော့ကွာအာငါအကြံတစ်ခုရပြီအဲ့လိုနဲ့ကိုဖတီတောင်အတဲအတန်ထလာခဲ့ပြီအဲ့ဒါကိုမြင်လိုက်တဲ့အဖိုးကြီးကလည်းသူ့မြေလီနာကိုပြောင်းလာခဲ့တယ်ပြောချင်မှပဲကိုဖတီကတော့ကျွန်တော်ကိုကယ်ပေးပါဆိုပြီးတောင်းဆိုလိုက်ကချဲ့ဆိုတော့မိလိုက်တော့ပါတော့တယ်အစကောက်ကြားလိုက်တဲ့အဖိုးကြီးကတော့ချဲ့ဆိုတော့တမားတော့ခေါ်ပါတော့တယ်တစ်ဖက်ကကိုဖတီကခဏကိုဘက်မှာတော့ဘလူခဏကိုလည်းရောက်နေတာလဲဆိုပြီးဘီနတ်ကိုပက်ကြည့်နေခဲ့တယ်အဲ့လိုကြည့်တော့နန်ဟန်ပုံမှန်တင်ထားတဲ့ဓာတ်တွေကိုမြင်လိုက်ရကချဲ့ဆိုတော့အဲ့ဒီနာကိုရောက်လာခဲ့တယ်နောက်ရောရောချင်မှပဲနန်ဟန်ကဒါကိုတ ချက်ယူလိုက်ပြီးစောင့်ရောက်ပြောနေခဲ့တယ်။ဘာလို့လဲဆိုရင်တော့သူ့ကိုယ်သူတက်တည်ဖို့အတွက်ဘာလို့မှတားမဲ့လူမရှိတာကြောင့်မလို့ပဲဖြစ်တယ်။အဲ့လိုနဲ့ခဏကသားကိုတချက်ထုတ်လိုက်ကသူ့ကိုယ်သူတက်တည်လိုက်ပါတော့တယ်။တကယ်တော့ကိုဖတီရဲ့ခန္ဓာကိုယ်ထဲရောက်နေတဲ့သူကဘာလို့လဲဆိုရင်တော့ကိုကိုယ်တက်တည်ဖို့ကြိုးစားနေတဲ့ဝိညာဉ်ကရောက်နေခဲ့တာပဲဖြစ်တယ်။တစ်ဖက်ကကိုဖတီဘက်မှာတော့အဲ့ရဘောကနေထလာခဲ့ပြီးဒီနောက်မှာကျတော့လည်းအဖိုးကြီးနဲ့တမားတော်နေရာကစကားပြောနေခဲ့တယ်။အာရှိလို့ပဲငါခဏကတည်တော့မယ်လို့ထင်ထားတာကွာ။ဒါနဲ့သူငါ့ကိုတိုက်တဲ့အစိတ်ကအစိတ်မူကနေရတာနဲ့တူတယ်။ငါအရင်ခန္ဓာကိုယ်တုန်းကတော့အဲ့ဒီအစိတ်မူကိုကင်ပြီးတော့စားတိတာကိုငါအခုအချိန်ကြာမှာအဲ့ဒီအစိတ်မူနဲ့တည်မလို့ဖြစ်သွားရတယ်လို့ကွာ။ဒီနောက်မှာရှိတဲ့တမားတော်ကတော့တခင်ကသူ့ အတက်ကိုကယ်ပေးပါလို့ပြောတာဟုတ်လို့လားဗျငါလည်းမပြောတတ်ဘူးသူဒီကန်ကြီးရဲ့အချိန်မှာငါ့ကိုကယ်ဖို့ပြောလိုက်တာပဲအော်အဲ့လိုလားဗျနောက်ပြီးတော့ကျွန်တော်တခုစဉ်းစားမိတယ်ဗျဘာလဲဆိုရင်တော့အဲ့ဒီအစိမ့်မူကအတိတ်မိတော်တတ်တယ်လို့လည်းကြားတယ်ကျွန်တော်ရှင်းအောင်ပြောမယ်ဆိုရင်တော့အဲ့ဒီအစိမ့်မူကြောင့်တခင်လေးကအတိတ်မိတော်တတ်နေတူတယ်အော်အဲ့လိုလားအဲ့ဒါကြောင့်လဲသူငါ့ကိုကယ်ဖို့တောင်းဆိုတာနေမယ်အဲ့လိုနဲ့ညနေကိုရောက်လာခဲ့ပြီးနောက်ရက်မနေ့မှာတော့နောက်ထပ်လူနေကိုရောက်လာခဲ့တယ်နေ့လယ်ကိုရောက်လာတော့လည်းအဖိုးကြီးကသူ့မိရိနာကိုပြန်ရောက်လာခဲ့တာပေါ့ညနေကိုရောက်လာပြန်တော့လေစီးကူပြီးဖို့တော့တမားတော်ကပြန်ရောက်လာခဲ့ပြန်တယ်အဲ့လိုနဲ့တနေ့လုံးကိုကိုဖတိတောင်ဘာမှမလုပ်တဲ့ကြောက်ရွံ့လို့ဖြစ်နေခဲ့တယ်အဲ့လိုနဲ့ခန္ဓာတွေကနိုးလာခဲ့ပြီးဟိုငါမ ရစုကိုကြည့်ရတာကတော့ငါ့ကိုမနဲ့တုံကလာတွေ့တဲ့နေရာကငါ့ရဲ့ညီနောက်ပဲနေမယ်နောက်ပြီးတော့ဒီခဏကူကလည်းကိုကိုတက်တွေကိုဘာလို့အမြဲကျူးစားနေတာလဲမသိဘူးအာထားတော့အဲ့ဒါကငါကိစ္စမဟုတ်ဘူးငါအခုစဉ်းစားရမှာကငါ့ကိုငါ့ကိုဒီခဏကိုလည်းထဲလိုက်ရတဲ့သူကဘယ်လိုလဲဆိုတာကိုသိရဖို့ပဲအဲ့လိုသူနေလို့ခဏနေတော့ကောင်းမလီတယောက်ကကိုဖူတီရဲ့အရှိနာမပေါ်လာခဲ့တယ်အာအာတောင်းဝင်ပါတယ်တခင်လေးတခင်လေးဘာမှန်းဖြစ်တယ်လဲဆိုပြီးလာကြည့်တာပါငါမသိပါဘူးကွာဒါနဲ့ဒီကိုဘာကိစ္စနဲ့ရောက်လာတာလဲနောက်ပြီးတော့မင်းကဘာတူလဲဟမ်တခင်လေးကျမကိုမိတော့ပြီလားကျမတခင်လေးကိုဆောက်ချောက်ပြီးတဲ့အိမ်ပေါ်လေဟောဟုတ်လားဒါနဲ့ငါ့အတွက်ဆံပြုတ်လေးလုပ်ပြီးပါလားငါအရန်ပိုက်စနေလို့ဘာဘာပြောတယ်အဆက်စားဖို့တဲ့ ူးစားနေပြီးအားပြက်ပြေးလာရင်ကိုကိုတက်တယ်ဘလို့မလို့လားအဲ့လို့ဆိုရင်တော့မဖြစ်ဘူးမဖြစ်ဘူးကိုကိုတက်မှုထားပါလားတခလင်းကြောင်းနဲ့အကုန်လုံးဒုက္ခမျိုးစုံကြုံနေရတာတည့်ရဲ့လားဟဲ့ဟဲ့ငါကိုကိုတက်တယ်ဘတို့ကငါမယူတည်ဘူးကွာလုံးဆက်မှာငါအတွက်ဆန့်ပြုတ်လေယုံစရာလားတခလင်းအဆဆားပြီးလို့ကိုကိုတက်တယ်ဘကျူးစားရင်ဘလို့လုံးမလဲကျွန်မမယုံဘူးအော်အဲ့ဒါဆိုလေငါအစာမစားပဲဒီလိုက်ရတာပေါ့အဲ့လိုပြောလိုက်တော့ကောင်းမလို့တောင်ဆန့်ပြုတ်သွားယူဘူးတော့လုတ်ပါတော့တယ်ဟဲ့ဟဲ့ဆန့်ပြုတ်မယူခင်ငါမင်းကိုမီးစာတစ်ခုကြီးတယ်ဟုတ်ဘာမင်းမလို့လဲဘာမင်းမလို့လဲဆိုရင်တော့အခုလက်ရှိကဘာပေါ်မှာအင်အားကြီးဆုံးခိုင်းရဲ့ခေါင်းဆောင်ကဘာလို့လဲဆိုတာကိုမင်းတို့ခံလာလာနေနဲ့ဖြီးပြပါဆိုပြီးပြောလိုက်ကကောင်းမလို့ကလည်းချက်စလို့ပြောပြပါတော့တယ် အာမြေပြတ်တဲ့အင်အားကြီးဆုံးခိုင်းကိုအချုပ်တဲ့သူကဝက်ကြီးလို့ကြားတယ်နောက်ပြီးတော့ကျမစဉ်းစားနေတာသူရဲ့ခန္ဓာကိုယ်ကအယံဝါတဲ့ဆိုတော့ဘလို့လမ်းချောက်လဲမသိဘူးတော်ပြီးတော့မြေပြတ်တာတွေအကုန်လုံးကမကြားချင်တော့ဘူးကွာငါပြောပြမယ်အတိဖက်တီကစောင်းရင်ကိုလာပြီးအခုဒီမိမလည်းမရှိတဲ့လူပြိုကြီးတယောက်ကွာနောက်ပြီးတော့လဲဝါကင်နဲ့စောင်းရင်ကိုလမ်းနဲ့မသိလားဟမ်အတိဝက်ကအဲ့လောက်တောင်လားအေးဟုတ်တယ်ငါပြောတာမောနေပြီဆိုတော့ငါတို့ဆံပြုတ်လို့ယူလာပြီးတော့အဲ့လိုနဲ့ကောင်းမလေးတယောက်ဆံပြုတ်ချက်ဖို့တော့တော့ပါတော့တယ်ကျန်နေကြတဲ့ကိုဖက်တီကတော့အတူတူချက်ဝင်လာခဲ့တယ်အဲ့ဒါကဘာလဲဆိုရင်တော့သူအိမ်တုန်းကအစွမ်းတွေကိုအခုချိန်မှာတုံလို့ရပါမလားဆိုပြီးပေါ့အဲ့လိုနဲ့နေ့လေကိုရောက်လာခဲ့ပြီးကိုဖက်တီတယောက်ကောင်းမလေးချက်ထားတဲ့ဆံပြုတ်ကို အားရပါရစားပါတော့တယ်နောက်ဆုံးမှတော့စားလို့လည်းပြီးတော့ခဲ့ပြီဖြစ်တာကြောင့်ကိုဖတိတောင်သူ့ရဲ့အရာပေါ်ကိုပြန်ရောက်လာခဲ့တာပေါ့ပြောရရှိမှမခဏနေတော့တမတော်နဲ့အဖိုးကြီးတို့နှစ်ယောက်တာကိုဖတိစီကိုရောက်လာခဲ့တယ်ဟဲ့သူတက်တော်တော်ရင်ကောကိုကိုဒီချောင်းကျန်ရင်ဘယ်လိုလုပ်မလဲမလုပ်တော့ပါဘူးခနဲ့ငါတည်င်းတစ်ခုကြားလိုက်တယ်ကဘော်မှာအင်အားကြီးဆုံးဆိုတဲ့ပုဂ္ဂိုလ်ကကိုကိုတက်တည်သွားတယ်လို့ကြားတယ်အေးဟုတ်တယ်ကဘော်မှာအင်အားကြီးဆုံးလူတယောက်ဖြစ်လာတာမှဘာလို့ကိုကိုတက်တည်ဘလို့ရတာလဲမသိဘူးနော်အဲ့ဒါတွေကိုကြားလိုက်တဲ့ကိုဖတိကတော့ဆောင်းကိုအန်ဟောတော့ပါတော့တယ်ဟင်းငါမီကဘာဖြစ်နေတာလဲဟာသူအိမ်မက်ဆူမက်နေတဲ့ပုံပဲကိုဖတိရဲ့စိတ်ထဲမှာတော့ဆောင်းကိုတော်တော်ထွက်နေတာကြောင့်ချက်စလို့ထလာခဲ့ပြီးသူ့ကိုအခုလိုလုပ်တဲ့သူကိုတက်ပြ ြစ်မှာဆိုပြီး over dot တယ်ရှိရှိပဲငါခဏကွာတီသွားပြီငါ့ကိုဒီလိုလုတ်တဲ့ကောင်ကိုမြန်မြန်ရှာမြန်မြန်တက်ရမယ်အဲ့လိုနဲ့စိတ်လူကိုလို online ကကြောင်းအင်အားမရှိတဲ့ခဏကွာလည်းမခနိုင်တော့ပဲမိလေတော့ပါတော့တယ်ဟဲ့ဟဲ့မင်းကြားလိုက်တယ်မလားသူတရားကိုတက်မယ်လို့ပြောလိုက်တယ်အေးဟုတ်တယ်သူဘသူကိုတက်မယ်လို့ပြောလိုက်တာလည်းမသိဘူးနော်အဲ့လိုနဲ့အဖိုးကြီးနဲ့တမတော်တို့နေရောက်တော့ဆန့်ကိုပြောတော့ချပါတော့တယ်ဘာလို့လဲဆိုရင်တော့သူ့ကိုလိုတီးဖို့မဟုတ်ပဲတခြားလူတရားကိုတက်မယ်ဆိုတဲ့အတန်ကိုကြားလိုက်တာကြောင့်မလို့ပါအဲ့လိုနဲ့နောက်ဝဲမှာတော့ကိုဖရီတရားညလည်းအေးလို့မရပဲဖြစ်နေခဲ့တယ်ဘာလို့လဲဆိုရင်တော့သူ့ရဲ့မူလခဏကိုထဲကိုပြန်တော်လို့မရတာကြောင့်မလို့ပါဟဲ့ငါတို့လေ့ကျင့်ကြရအောင်ဟမ်ဘာလို့လဲတခင်းခဏကိုကမတက်တာ ာနေဘူးမလားဒါပေမဲ့ကိုဖတီကတော့သူ့ရဲ့မူလခဏခုတော့ပြန်တော်လို့မရတော့ဘူးဖြစ်တာကြောင့်ဒီခဏခုနဲ့ကျင့်လာရအောင်လေ့ကျင့်မလို့ပဲဖြစ်တယ်အဲ့ဒီဇာတ်ကားကိုအပြင်ကနေနှာထောင်နေတဲ့တက်တော်ဆောင်နေကတော့အဖိုးကြီးကိုပြန်ပြောပြပါတော့တယ်ဘာပဲပြောတယ်တခင်လေးကတိုင်းပညာကိုစပြီးလေ့ကျင့်နေတယ်လို့ပြောလိုက်တလားဟာဟုတ်ပါတယ်အရှင်တခင်လေးကတိုင်းပညာကိုစပြီးလေ့ကျင့်တော့မယ်လို့ပြောပါတယ်အဲ့လိုနဲ့အဖိုးကြီးတောင်အူတူကြောင်နေဖြစ်ကုန်မှာတော့တယ်တစ်ဖက်ကကိုဖတီကတော့သူ့ရဲ့ခဏခုကိုကျင့်လာရတော့အောင်စပြီးလေ့ကျင့်နေခဲ့ပြီးနောက်ရဲ့ကိုရောက်လာတော့လေကိုဖတီတောင်လက်မချော့ပဲအချိန်ကကြတဲ့လေ့ကျင့်ခန်းတွေကိုစပြီးလေ့ကျင့်နေခဲ့တာပေါ့အာထူးဆန်းလိုက်တာကွာငါထင်တာကတည့်ရဲ့ပဲလေ့ကျင့်ရလို့မလို့ထင်တာဒါနေ့တိုင်းကြီးလုံနေပါလားအရှင်ရှင်ကျွန်တော်ထင်တာက ကတော့လေဒုံကလေးတနေ့ကလိုပဲလားမသိဘူးနော်ဒုံကလေးတနေ့ကဘာဖြစ်ခဲ့လဲဆိုရင်တော့အခုပုံစံအတိုင်းပဲသူ့ပုံစံကဘောကိုအစ်စ်ပြန်စားထုတ်မယ်လို့ထင်ထားတာဒါပေမဲ့လည်းအဲ့လိုမဟုတ်ခဲ့ပဲသူ့ကိုယ်လိုတီချောင်းချံမလွတ်ခန့်ပြန်နေအဲ့ဒါကြောင့်လည်းနန်းတော်ထဲကလူတွေအကုန်လုံးစဉ်းညစ်ခဲ့ကြတာပေါ့ဒါပေမဲ့လည်းကန်ကောက်ဆောင်တဲ့တခင်လေးကမတီးခဲ့ပါဘူးအဲ့ဒါကြောင့်လုံကလေးတနေ့ကလိုဖြစ်ရင်ဘယ်လိုလုပ်မလဲပြကျန်ကျန်ကျန်တော့ပြောချင်တာကအများအရှိမှကျတော့ပြုံးပြုံးချူချင်နေဆိုပြီးမဲ့လူမရှိတဲ့အချိန်မှာဆိုရင်ကိုကိုတီချောင်းချံတော့ရင်ဘယ်လိုလုပ်မလဲဆိုပြီးပြောချင်တာပါအေးမင်းပြောတာဟုတ်တယ်နော်အဲ့ဒါကြောင့်သူ့ကိုပို့ပြီးစောင့်ကြည့်ရမယ်အဲ့လိုနဲ့နောက်ရက်မှတော့အဖိုးကြီးတယောက်ကိုဖက်တီကိုမေးကြည့်ဖို့အတွက်ကိုဖက်တီကိုခေါ်လိုက်ကဟေးမင်းမညံနေပြန်ရပြီလားနောက်ပြီး ော့မြို့ကိုအစိတ်မူကျူခဲ့တဲ့အတွက်လည်းငါတောင်းပန်ပါတယ်ကွာရပါတယ်နောက်ပြီးတော့ဘာမညမှလည်းမရသေးပါဘူးဒါပေမဲ့တက်လာတော့ကျူစားပါမယ်ဟေ့ငါတို့စကားပြောနေတာကိုမင်းကဘာလို့6ရက်၄ကျင်းကနေလုံနေတာလဲဟာလုံရမှာပေါ့ဟာခင်ဗျားနဲ့အရှင်တွေကိုအလကားမဖြုံးချင်ဘူးအိုငါမြင်နေတာတိုက်မြန်တင်ချင်စိတ်ပေါ်လာခဲ့ပြီပဲဒါပေမဲ့ကိုဖတီကတော့အလုံးမဟုတ်ပဲသူ့ရဲ့ခနာကိုပြောင်းလိုက်တဲ့သူကိုပြန်ကလဲစားချဖို့အတွက်၄ကျင်းကလုံနေတာပဲဖြစ်တယ်ဟေ့ဒါနဲ့မင်းဘာလို့ဒီလောက်တော့၄ကျင်းကလုံနေတာလဲဘာလို့လဲဆိုရင်တော့ကျွန်တော်ကိုလုခဲ့တဲ့သူကိုပြန်တက်ရအောင်မှာအဲ့ဒါကြောင့်၄ကျင်းကလုံနေတာပဲအဲ့လိုပြောလိုက်တော့အဖိုးကြီးတောင်ကြောင်းသွားခဲ့ပြီဟေ့အဖိုးကြီးခင်ဗျားလည်းကြုတ်ကိုစိတ်မပူပါနဲ့ကိုကိုတက်တယ်ဖို့အတွက်လည်းလုံမှာမဟုတ်ဘူး းဘာလို့လဲဆိုတော့ခမရအမီကတည်တော့ပြီမလို့ပဲဘာဘာပြောတယ်ငါ့အမီကတည်တော့ပြီဟုတ်လားတိတ်ဟုတ်တော့ပေါ့အဲ့ဒါကြောင့်ကျုပ်ကိုစိတ်မူပါနဲ့ပြောတာအဲအဲ့ဒါဆိုမင်းကဘာလို့လဲကျုပ်လားကျုပ်ကဘာလို့လဲဆိုရင်တော့ကဘာမအင်အားကြီးဆုံးအရှင်သခင်ပဲကွာအဲ့လိုပြောလိုက်တော့အဖိုးကြီးတောင်သူမြေလေးကိုယူတော့ပြီလို့ပဲထင်နေခဲ့ပါတော့တယ်တပတ်ကအရက်ဆိုင်တဆိုင်မှာတော့လူညက်ကိုမြင်ရမှဖြစ်တယ်ဟဲ့အကိုအကိုကြားပြီလားကျွန်တော်တို့အကြီးဆုံးအကိုကလေးကျင်ကဆက်လုံးနေတယ်ဆိုတာကိုလေဘေးကဒါသူလေးကျင်ကလှုပ်ရင်လည်းခဏပဲနောက်ကျရင်ဒဝင်းကဒဝင်းပဲဖြစ်သွားလိမ့်မယ်အဲ့လိုနဲ့ညီကိုနေရာတော့အရက်ဆိုင်မှာစကားပြောနေခဲ့တယ်တကယ်လို့သူကဘာလို့လဲဆိုရင်တော့ကိုဖက်တီဝင်ပူတာလဲခဏကိုရဲ့အငယ်ဆုံးညီလေးဖြစ်ပြီးဒါကတော့ကိုဖ ဒီရဲ့ဒုတိယငွေစုံအကိုလက်ပဲဖြစ်တယ်ဟဲ့ဟဲ့အဲ့ဒီစောက်ကောင်အချောင်းကိုပြောရင်စိတ်ရည်တယ်ကွာဘာလို့လဲဆိုရင်တော့ငါတို့ကိုလည်းသူ့ကိုယ်သူတီချောင်းမကြံတော့ဘူးဆိုပြီးပြောခဲ့သေးတာပဲလေဒါပေမဲ့လည်းတရဲမှာတော့ထုံးစံအတိုင်းသူ့ကိုယ်လိုတီချောင်းကြံခဲ့တာပဲအဲ့ဒါကြောင့်သူ့ကိုမယုံတော့ဘူးကောင်းမယ်မဟုတ်ဘူးလေအကိုအကိုကြီးကိုကျွန်တော်တို့တွေစကားတော့ပြောတင်းနေမဟုတ်ဘူးလားရှိပဲအဲ့ဒီစောက်ကောင်ကိုငါမယုံဘူးကွာအဲ့လိုလဲအကိုလည်းတရားစောက်ဝင်ကိုတော့ထွက်တော့ပြီးအဲဆိုင်မှာတောင်းချက်မှာတော့တယ်ဟဲ့မင်းသူ့ကိုအကိုကြီးလိုထက်မခေါ်နဲ့ကြားလားအဲ့ဒီစောက်ကောင်ကငါတို့အကိုကြီးခေါ်ထားတဲ့ကောင်မဟုတ်ဘူးကွာအဲ့လိုနဲ့အကိုလည်းတရားအဲဆိုင်မှာအတန်တကျနဲ့သူ့ညီလေးကိုအော်နေခဲ့ပြီးခဏနဲ့လူတယောက်ကအကိုလက်နာကိုယောက်လာခဲ့တယ်ဘာလဲငါ့ပခုံးလာကင်ရဲတဲ့ပေါ်ဒ ီလိုရံဖြစ်နေမဲ့အစားမင်းအရက်ပဲတောက်နေတာကောင်းနေကွာအဲ့လိုနဲ့စပြီးထိုးဖို့လုပ်ပါတော့တယ်ဟေးဟေးစိတ်ထင်ဆမ်းမှာကွာအဲ့လိုလဲအကိုလက်တယောက်ခဏလေးအတွင်မှာအပြီးဖုတ်ပြီးလိုက်ပါတော့တယ်တစ်ဖက်ကကိုဖတ်တီဘက်မှာတော့ညနေကိုရောက်တော့မှမရက်မနာပဲလေးချင်ကနေလုံနေခဲ့တယ်အဲ့လိုလုံနေလို့ကောင်းမလီကတော့သူ့လူချောင်းကိုကောက်ကွန်လိုက်ပြီးတခင်ကျမကအောက်ရှိကိုဒုံနဲ့ရိုက်ပြီးမယ်တခင်ကခုံကြည့်နော်အေးကောင်းပြီလေမင်းပြောလို့ပဲလုံကြရအောင်ကဲအဲ့ဒါဆိုလာပြီးနော်အဲ့လိုနဲ့ကောင်းမလီတယောက်ကိုဖတ်တီကိုဒုံနဲ့ဆပြီးရမ်းမာတော့တယ်အဲ့လိုရမ်းနာကလည်းအရန်ကိုကြတော့ခဲ့ပြီးတခင်တခင်နောက်တစ်ခါအချက်20လောက်ရမ်းမယ်နော်ဟေးဟေးရက်လိုက်တော့ဟာမဟုတ်ဘူးဆိုရင်အရှင်နေပူဆိုးလာလိမ့်မယ်အဲအဲ့လိုလေတခင်ကကျမကိုစိတ်ပူနေ တာလားဟဲ့အထင်မလွဲနဲ့ကွာငါခဏကွာစောင့်ရဲကိုမောနေသည်အဲ့လိုနဲ့ခဏနေတော့ကောင်းမလေးကလည်းသုံးရက်နောက်ကိုခဏရက်လိုက်ကကိုဖက်တီတယောက်စောင့်ရဲကိုမောနေပါတော့တယ်ဟမ်ငါတို့နောက်ကိုတေးရောကတ်လာတယ်အဲ့လိုနဲ့ခဏတော့လူတယောက်ကရောက်လာခဲ့တယ်သူကဘာတူလဲဆိုရင်တော့အရက်ဆိုင်မှာတွေ့ခဲ့တယ်ကိုဖက်တီရဲ့ညီကိုနေရောက်ဖွယ်ဖြစ်တယ်ဟဲ့ဟဲ့ဘာလို့ရောက်ကြလေးတယောက်ကညကြီးအချိန်မှာမိန်းမတယောက်နဲ့ရှိနေရတာလဲမြင်ရတာမသိတော့ဘူးနော်ရှိငါ့အောင်မြန်မယူမသေးနဲ့တခင်တခင်သူတို့ကမမ်းမိတယ်မဟုတ်လားအဲ့ဒါကတခင်ရဲ့ညီကိုနေရောက်ပဲဘာဘာပြောတယ်အဲ့ဒီအမှုဓမ္မကငါညီတွေဟုတ်လားစောင့်ရဲရိုင်းတာပဲကွာဟမ်ကျွန်တော်ကအမှုဓမ္မလို့ခေါ်လိုက်တာလားဗျဟူထားပါလေကဲမေးပါကိစ္စနဲ့ရောက် ောက်လာတာလဲပါကစ္စတန်နဲ့ရောက်လာတာလဲဆိုရင်တော့မင်းလေးချင်းကလှုပ်နေတာကိုတနာစရာကောင်းမလားဆိုပြီးလာကြည့်တာကွာဟန်ငါ့ကိုတနာတာလားစောက်ကောင်တွေကများဘာပါပြောတယ်မင်းအရင်တုန်းကဒီလိုမဟုတ်ပါဘူးကဲမင်းအကူကြီးရိုင်းပြတဲ့အနေနဲ့မင်းကငါတင်ငယ်စာကောင်းကောင်းပေးရမယ်ဟဲ့ကောင်းမလေးငါ့ကိုဒုတ်တချောင်းယူလာပေးခဲ့ရှင်ဒုတ်ယူပေးရမလားအေးဟုတ်တယ်ဒုတ်ယူလာခဲ့ငါအဲ့ကောင်ကိုတင်ငယ်စာပေးရမယ်အဲ့လိုနဲ့ကောင်းမလေးတရားကိုဖက်တီတို့ဒုတ်တချောင်းယူလာပေးပါတော့တယ်နောက်ဆုံးမှာတော့ဒုတ်ချောင်းလည်းရလာခဲ့ပြီးကိုဖက်တီတရားသူ့ကိုယ်သူလည်းယုံကြည်မှုရှိနေခဲ့တယ်ဘာလို့လဲဆိုရင်တော့သူလေးချင်းကန်းကိုနေ့ကောင်မနာညကောင်မလာပဲလှုပ်ခတာကြောင့်မလို့ပဲဖြစ်တယ်နောက်ပြီးတော့လည်းတကယ်စစ်ပွဲရဲ့အတွေ့အကြုံကိုလည်းရှိထားတာကြောင့်မလို့ပါမင်းမ ဲယူတော့ပြီလားငါ့ကိုအဲ့ဒီတုံနဲ့ရိုက်နိုင်မှာပေါ့ဟုတ်တယ်လေဘာလဲမင်းကကြောက်နေတာလားလာခဲ့စမ်းပါကွာအဲ့လိုပြောလိုက်တော့အကိုလက်တရောင်ဆောင်းရံကိုတော်တော်ထွက်သွားခဲ့ပြီအမောင်မွန့်ချစ်ဆောင်းရံဒီထုတ်ပါတော့တယ်ဘေးနောက်မှာကြည့်တယ်ကောင်းမလီကတော့သူ့တခင်လေးကိုစိတ်ပူနေခဲ့ပြီတခင်တခင်တတိလွတ်လွတ်မရဘူးနော်သူတိရတခင်လေးကတိုင်းပညာတတ်တယ်နောက်ဆုံးညစမ်းမှာနောက်ပြီးတော့ဟေးအခုပုံနေတဲ့အဆောင်လေးရောက်တီရှာနှောက်ထောင်ကြငါ့ရဲ့တပ်ဘွဲကိုဘဒူးမဝင်ပါကြနဲ့တခင်တခင်ဘလို့လုတ်ပြီးအဆောင်လေးရောက်ရှိတာကိုသိနေရတာလဲအဲ့ဒါတွေကိုကြည့်နေတဲ့ဒုတိယတခင်လေးကတော့ဆောင်းရံကိုတော်တော်ထန်နေခဲ့ပြီစပြီးတခိုက်ဖို့တော့အရှိကိုတက်လာပါတော့တယ်တတဲရှိမှပဲကိုဖက်တီတယောက်စစ်ပွဲအတွေ့အကြုံတွေကိုရှိထားတော့ကြောင့်တော့ကိုရေရဲကြီးစုတ်ကန်လိုက်ပြီး ပြီးသူတရတခင်လေးရှိတဲ့နေရာကိုရိုက်ထည့်လိုက်ပါတော့တယ်ဟာဟာဒီတော့ကတော့တတ်မလာနဲ့ကွာခဏနေတော့စစ်မကောင်းစွာနဲ့အရက်ခံလိုက်ရပါတော့တယ်ဘာဘာဖြစ်တော့လဲဟာငါသူ့ရဲ့တခက်ချက်ကိုချောင်းလိုက်ပါတယ်ဟာဟေးအဲ့လောက်ပဲလားစစ်ပွဲရဲ့အတွေ့အကြုံမရှိဘူးဆိုရင်ငါ့ကိုလာမရှင်နဲ့ကွာဟာဟာခွေထောင်းစားကများမိုက်တဲ့ပုံစံနဲ့ဖမ်းနေသေးတယ်ဘာပြောတယ်အဲ့လိုနဲ့ကိုဖက်တီတောင်အရပါရဲ့ရိုက်ထည့်ပါတော့တယ်ဒီနေ့မှကြည့်နေကြလဲကောင်းမလီကတော့တော်ပါတော့ဆိုပြီးတရားရဲထီတော်မှဖြစ်ခဲ့ပါတော့တယ်အာရှိပဲဒီလောက်အချိန်သူ့ကိုအတွင်းမှာဘလောက်တောင်တူးတက်လာတာလဲဟာနောက်ပြီးတော့ငါ့ရဲ့ညီပြောတာ ကတကယ်များလားအာမဟုတ်သေးဘူးအဲ့ဒီကောင်ကနောက်တစ်ခါလဲသူ့ကိုသူတီချောင်းချမဲ့ကောင်ပဲယုံလို့မရဘူးအဲ့လိုနဲ့ဒုတိယတက်ခံလေး တယောက်အတီတိုက်ဖို့အတွက်သူလက်မှာမက်ချက်ဆွမ်းတွေကိုထုတ်လိုက်ပြီးအရှိကိုတက်လာခဲ့လိုက်ကကိုဖက်တီကိုတွေ့ပါတော့တယ်။ဟာဟာမင်းအဆွမ်းကဒီလောက်ပဲလား။ဘာဘာကောင်ကြီးလဲဟာ။အဲ့လိုနဲ့ကိုဖက်တီတယောက်ခဏကတက်ခိုက်ချက်ကိုအေးစလေးချောင်ပြလိုက်ပြီးကဲကဲမင်းငါ့ကိုမတောင်းပန်တဲ့အပြင်ငါ့ကိုမက်ချက်ဆွမ်းတော့တုံးတဲ့အတွက်နာဖို့တာပြင်ထားတော့ကွာ။အာရှိပဲဒီကောင်မလို့မလို့ဂျူစားမလို့လေ။ခဏနဲ့ကိုဖက်တီကင်ထားတဲ့တို့ကဒုတိယတခင်လေးရဲ့ဥလီကိုရိုက်ထည့်လိုက်ပြီးချက်ဆလိုပွဲသိမ်းလိုက်ပါတော့တယ်။အဲ့လိုနဲ့ညီအငယ်စုံကလည်းသူ့အကိုစိတ်ပူတာကြောင့်အရှိကိုတက်လာခဲ့တယ်။ဟေးအဲ့ဒီနားမှာရက်လိုက်ဆန်းငါသူ့ကိုဆုံးမတာမပြီးသေးဘူး။ဘာငါ့ကိုဆုံးမလို့မပြီးသေးဘူးလားဟာ။အဲ့လိုနဲ့ကိုဖက်တီတယောက်ဒုတိယတခင်လေးကိုအားရပါရပညာပေး းပါတော့တယ်တော်ပြီးတခင်လေးတော်ပြီးတခင်လေးဒီတိုင်းဆက်လုပ်နေမယ်ဆိုရင် तू တည်သွားလိမ့်မယ်အီကိုအကိုကျွန်တော်ခွင့်လုပ်ပေးပါဗျာကျွန်တော်တောင်းမဲ့ပါတယ်ဟဲ့မင်းငေါ့မြဘသူလို့ထင်နေတာလဲကွာငါရှိမှခေါင်းမရဲတဲ့ပေါ့အာအာကျွန်တော်တောင်းမဲ့ပါတယ်ကဘုံမှာအင်အားကြီးဆုံးတခင်လေးအဲ့လိုပြောလိုက်တော့ရုပ်တရက်လီလူကြီးတိုက်စစ်တော့ပါတော့တယ်တကယ်တော့သူတရက်တခင်လေးကဘလူးတိတာလဲဆိုရင်တော့အဖိုးကြီးကပြောထားတာကြောင့်မလို့ပဲဖြစ်တယ်ဟဲ့မင်းအတီစီပြောက်နေတာပဲကွာလက်ရောရှိရောမြေပေါ်ကိုချထားလိုက်စမ်းဘာဘာလို့လဲဗျဘာလို့လဲဆိုတော့မင်းငေါ့အင်အားကြီးဆုံးတခင်လေးလို့ပြောလိုက်တုန်းကငါ့ကိုမပြောချင်းပြောချင်းနဲ့မျက်နာနဲ့နောက်ပြီးတော့လည်းငါ့ကိုဖဲ့နေတဲ့မျက်နာကြီးအဲ့လိုနဲ့သူတရက်တခင်လေးတရားကိုဖက်တီပြောတဲ့အတိုင်းမြေပေါ်မှာမောက်ထားလိုက် က်ပြီးကဲစားကြတာပေါ့ယော့ကွာအာအဖိုးကဲပါဦးဆိုပြီးဖြစ်ကုန်မှာတော့တယ်အဲ့လိုနဲ့ခဏနဲ့ကြောဒုတိယတခင်လေးတယောက်သူ့အခန်းကိုပြောင်းလာခဲ့ပါတော့တယ်အာချီလို့ပဲငါသူ့ကိုအကူကြီးမခေါ်တော့ဘူးလို့ဆုံးမြတ်ထားလာကွာဘာလို့ငါအဲ့ဒီအချိန်ကြမှာအကူကြီးဆိုပြီးခေါ်မိလိုက်တာပါလဲတကယ်တော့ဒုတိယတခင်လေးငယ်တုန်းကသူ့အကူကြီးကိုအရန်ကိုလီစားခဲ့ပါတယ်ဒါပေမဲ့လည်းတင်းရဲမှာတော့အဖြစ်ပြအမျိုးမျိုးကြောင့်သူ့အကူကိုအမုန်းဆုံးလူအဖြစ်ပြောင်းလဲတော့ပါတော့တယ်အခုလက်ရှိမှာတော့ငယ်ဆုံးညီလေးကသူ့အကူစီကိုရောက်လာခဲ့တယ်အေကိုအေကိုအေကိုကစောင့်ကိုသဘောကောင်းတာပဲဗျာအကူအကြီးဆုံးနဲ့တက်ခိုက်တာတော့မှအချုပ်ပေးခဲ့တာဆိုတော့ဟေးဟေးမင်းအထင်မှားနေပြီနော်ငါသူ့ကိုအချုပ်မပေးခဲ့ဘူးမပြောနဲ့တော့အကူအကူအ ော့ကျွန်တော်ဂလက်ဆာရှိပြမယ်အဲ့လိုနဲ့နောက်ရဲမှာတော့သုံးဆက်တိုင်းကိုဖက်တီတောက်လေ့ကျင့်အလုပ်နေခဲ့ပြီးခဏနဲ့တော့အတန်ကြီးကျန်တဲ့ညီအငယ်ဆုံးရောက်လာခဲ့ပါတော့တယ်ဟဲ့သူကဘာကိစ္စနဲ့ရောက်လာတာလဲဟာနောက်ပြီးတော့သူ့ရဲ့မျက်နှာကလည်းစောင့်ကိုစိတ်လို့နေတာဟဲ့အကိုကြီးဘာလို့အကိုလက်ကိုတုတ်တချောင်နဲ့ရိုက်ခဲ့တာလဲဗျအကိုလက်ကအကိုကြီးကိုတနာလို့အချုပ်ပေးထားတာကိုများကဲကောင်းပြီလေအကိုကြီးကိုကျွန်တော်ပညာပေးပြမယ်ဟဲ့ဟဲ့သူလည်းငါ့ကိုတက်ရှင်းနေတာပဲလားဟာအဲ့လိုပြောနေတော့ခဏနဲ့အကိုလက်ကဘာရောက်လာခဲ့လိုက်ကအာတော့ပြီညီကိုနဲ့ရောက်လာတခါတည်းတိုင်မလို့လားဟာဒါပေမဲ့အဲ့လိုမဟုတ်ခဲ့ပဲအကိုလက်တောက်အကိုကြီးကိုဥညွှန်းလိုက်ပါတော့တယ်အော်မင်းတော်မှအတိတ်တရားရှိလာပြီပဲကဲပြောဘာကိစ္စရှိလို့ရောက်လာတာလဲဘာကိစ္စရှိလို့လဲဆိုရင် ော့အကိုကြီးကိုသွားစီကျင်တဲ့နေရာရှိပါတယ်အဲ့လိုနဲ့ခဏတော့အဲ့ရပုံမှာလေးနေတဲ့အဖိုးကြီးစီကိုရောက်လာခဲ့တယ်မတွေ့ရကြပြီနော်ဒါနဲ့မင်းကျဲကျဲမမရှိတယ်လို့လည်းကြားတယ်ဟုတ်ကဲ့ကျွန်တော်ကျဲကျဲမမနဲ့ရှိနေပါတယ်တကယ်တော့သူကဘာလို့လဲဆိုရင်တော့ကိုဖွတ်တီဝင်မှုထားတဲ့ခဏကိုရဲ့ဦးလေးကြီးပဲဖြစ်တယ်ဦးလေးကြီးဦးလေးကြီးကဘာရောဂါဖြစ်နေတာလဲဗျငါဘာရောဂါမှမရှိပါဘူးကွယ်ဒီအတိုင်းလေးရိုးရိုးဖျားနေတာပါမကြခင်တက်တာတော့ပါလိမ့်မယ်အော်အဲ့လိုလားဗျအဲ့ဒါဆိုရင်ကျွန်တော်ကိုခွင့်ပြုပါအောင်အဲ့လိုနဲ့ကိုဖွတ်တီတက်သူညီလေးအိမ်ကိုပြန်မာတော့တယ်အပြင်နဲ့လမ်းမှာတော့ကိုဖွတ်တီတယောက်ဒီခဏကိုကဘာလို့ကိုကိုဘာလို့အမြဲတည်ကျင်းနေတာလဲဆိုတာကိုသိကျင်နေခဲ့တယ်အိကိုအိကိုအိကိုဝမ်းမြနာကမကောင်းပါလားဘာလို့စဉ်းစားနေတာလဲဗျ အေးငါစဉ်းစားနေတာကကွာငါရဲ့အရင်ကမညံ့နေကိုဘယ်လိုပြန်ယူကောင်းမလဲဆိုတာကိုစဉ်းစားနေတာ။အော်အဲ့ဒါဆိုရင်ကျွန်တော်အကြံပေးစရာရှိတယ်ဗျာ။အခုအရင်တုန်းကခဏခဏတွားနေတဲ့စာကြီးတက်ကိုတွားကြည့်ပါလား။ဘာလို့လဲဆိုတော့အကူကြီးပြပြတွားမယ်ဆိုရင်အဲ့ဒီစာကြီးတက်ထဲမှာအများရဲ့ရှိနေတာလေ။ဒါပေမဲ့လည်းတရင်မှာတော့ရုပ်တီးအဲ့ဒီစာကြီးတက်ကိုမတွားတော့ဘူးဆိုပြီးပြပြပါတော့တယ်။အာဟုတ်တာပဲ။အဲ့ဒါဆိုရင်ငါအဲ့ဒီကိုတွားပြီးမညံ့နေကိုပြန်ယူရမှာပဲ။အဲ့လိုနဲ့ကိုဖတိတယောက်ဒီခဏကွယ်မညံ့နေကိုပြန်ယူဖို့အတွက်စာကြီးတက်ထဲကိုတွားပါတော့တယ်။ကျွန်နေကတဲ့ညီလေးကတော့အတင်းနဲ့အဖိုးကြီးစီကိုရောက်လာခဲ့ကာ။အဖိုးအဖိုးပြက်တနာတော့တက်ပြီးထင်တယ်ဗျာ။ဘာလို့လဲဆိုရင်တော့အကူကြီးကသူ့ရဲ့မညံ့နေကိုပြန်ရဖို့အတွက်စာကြီးတက်ကိုတွားနေပြီ။ဘာဘာပြောရ တယ်အဲ့ဒါဆိုရင်သူ့အမြင်မြန်တော်တော်ကြာရအောင်တဖက်ကကိုဖက်တီကတော့ဆာကြီးတခန်ကိုရောက်လာခဲ့ပြီးကဲငါဒီခန္ဓာကိုယ်ကဘာလို့ကိုကိုအသက်တွေပေါ်အမြဲယူဆနေတာလဲဆိုတာကိုသိချင်းလိုက်ပြီးကွာအဲ့လိုနဲ့ဆာကြီးတဲ့ထေကိုရောက်လာခဲ့ပြီးကိုကြီးတေကြီးလုံနေခဲ့တယ်ဟဲ့ဒီနားကစာအုပ်ကထူးဆန်းနေပါလားဟာအဲ့လိုနဲ့အဲ့ဒီစာကိုတစ်ချက်ထုတ်လိုက်ပြီးထရုတ်ချင်းမှပဲယုတ်တည်းရဲ့စာအုပ်စင်ကကိုဖက်တီအပေါ်ကိုကြာလာခဲ့လိုက်ကခဏနဲ့ယုတ်တည်းအလင်းနဲ့တစ်ခုပေါ်လာခဲ့ပြီးတခြားနေကိုကူပြောင်းတော့ပါတော့တယ်ဟမ်ငါကဘယ်ရောက်နေတာလဲဟာနောက်ပြီးတော့စာအင်ကိုအိတာပဲကွာအဲ့လိုပြောနေတော့ခဏနေတော့လူညက်ကိုမြင်လိုက်ရတယ်တကယ်လို့ဒီကလေးကဘာလို့လဲဆိုရင်တော့ကိုဖက်တီဝင်မှုထားတဲ့ခဏကိုပဲအတိတ်တွေပဲဖြစ်တယ်ဒီဘက်ကကောင်းမလေးကဘာလို့လဲဆိုရင်တော့ကို ဖရိဝင်ဝူတိုင်းခဏကိုရအမေအရင်မဖြစ်တယ်ဟိုသူတို့မှလည်းပျော်စရာမညံ့နေရှိလာပေါ့လေအဲ့လိုပြောနေတော့ခဏလောက်ရုပ်တည်းရဆောင်းဝါဒီကနေနွေရဒီကိုပြောင်းလာခဲ့တယ်ရရချင်းမှာအဲ့ရပေါ်မှာလဲနေတဲ့ကောင်းမလေးနဲ့စိတ်ပူနေတဲ့ကောင်းလေးတယောက်ကိုတွေ့ရမှာပဲဖြစ်တယ်အဲ့လိုစိတ်ပူနေတဲ့ကောင်းလေးကတော့ကိုဖရိခဏကိုရအဖေအရင်မဖြစ်ပြီးအဲ့ရပေါ်မှာလဲနေတဲ့ကိုဖရိရဲ့အမေကတော့အရန်ကိုဖျားနေခဲ့တာပေါ့အမေအမေရဲ့အဖေကတတတော်မှမလာပြတိတ်ခေါ်တာပေါ့တားရဲ့အဲ့ဒါကြောင့်အမေကိုစိတ်မူပါနဲ့နော်ဟမ်ငါကပါကစ္စတန်နဲ့မျက်ရည်တွေကျလာတာလဲဟာအဲ့လိုပြောနေတော့ရုပ်တည်းရတခြားတစ်ဖက်ကိုပြောင်းသွားခဲ့လိုက်ကမြေကြီးပေါ်မှာထိုင်ကုန်နေတဲ့အဖိုးကြီးနဲ့ထိုင်ကုန်ပေါ်မှာစိတ်တဲ့ကျနေတဲ့ဦးလေးကြီးကိုမြင်ရမှာပဲဖြစ်တယ်တကယ်လို့သူတို့တွေက ဘာလို့စိတ်သက်တည်ကြနေတာလဲဆိုရင်တော့သူ့ရဲ့မင်္ဂလိတိတော့ဒါကြောင့်မလို့ပဲဖြစ်တယ်အဲ့လိုနဲ့ခန္ဓာတော်အဖိုးကြီးတို့ရှိနေတဲ့နေရာကိုကလေးတက်ကောရောက်လာခဲ့ပြီးတခြားသူတွေကလည်းရောက်လာခဲ့တာပေါ့အေကိုအေကိုအေကိုကဘာဖြစ်တာလဲဗျအဲ့ အမေအမေတီသွားပြီငါဘာဆက်လုပ်ရမလဲငါဘာဆက်လုပ်ရမလဲအဲ့လိုနဲ့ခန်းလာတော့နောက်ထပ်တဲ့နေရာကိုပြပြောင်းသွားခဲ့ကာအမေအမေရှိတဲ့နေရာကိုတာလဲလိုက်လာခဲ့မယ်အဲ့ဒါကြောင့်အမေတအားဆောက်မအောင်အဲ့လိုနဲ့ကိုကိုတက်တယ်ဖို့လို့တုံးခန်းလာတော့ဒုတိယတက်ခလင်းကဝင်မိတာပါတော့တယ်ဟေးအကိုကြီးဘာလို့ကိုကိုတက်တယ်ဖို့လုံနေတာလဲဗျနေရာငါ့ကိုဘာလို့တားတာလဲငါအမေရှိတဲ့နေရာကိုတွားရအောင်မလဲငါအမေကငါ့ကိုဆောက်နေပြီဟာအဲ့လိုနဲ့ပထမတက်ခလင်းတရားယူတော့ပါတော့တယ်အဲ့ဒီအဖြစ်အပျက်ကိုကြည့်နေတဲ့ကိုဖတိကလည်းဘာမှမသိပဲမျက်ရည်တွေပါကျလာခဲ့ပြီးဆိုင်ကြီးတဲ့အခန်းထဲကိုပြောင်းလာခဲ့ပါတော့တယ်တက်ခလင်းတက်ခလင်းအဆင်ပြေရလားကိုဖတိကတော့အဲ့နေတဲ့နေရာကနေပြထလာခဲ့ပြီးအာငါစဖက်နေတော့အဲ့ ော်သွားတာနဲ့တူတယ်ဟဲ့မင်းပြောနေတာဟုတ်လို့လားမင်းအတေကမညံ့ညီကိုပြန်ရတော့တာတော့မဟုတ်ပါဘူးနော်တေဟုတ်တာပေါ့ကျွန်တော်မညံ့ညီကိုပြန်ရသွားပြီလေအဲ့လိုပြောလိုက်တော့ချိနေတဲ့အကုန်လုံးကပါပြူတူပြတဲ့ကြောက်ကြီးနေခဲ့ချပါတော့တယ်ဟဲ့ဘာဖြစ်နေကြတာလဲငါ့ကောင်ကတက်တယ်ပေါ့လေမလုပ်ပါဘူးကွာနောက်ပြီးတော့ဒီခိုင်းတော့လည်းကျွန်တော်အတတ်နိုင်ဆုံးလုပ်ပြီးပါမယ်အဲ့လိုပြောလိုက်တော့ချိနေတဲ့သူတွေအကုန်လုံးကလည်းအံ့ဩတော့ခဲ့ပြီးပျော်သွားချပါတော့တယ်နောက်ရမှတော့ကိုဖလီတီရောအဲ့ရပေါ်မှာထလာခဲ့ပြီးလေကောင်းလေးတက်နေရှူထွက်နေခဲ့ကကဲငါခဏကွာနဲ့မညံ့ညီလည်းပြန်ရပြီဆိုတော့ငါ့အဆွဲတွေကိုပြန်ပြီးအချိန်မဲကြံတော့တယ်အဲ့လိုနဲ့ကိုဖလီတီရောသူ့ရဲ့မချစ်ဆွမ်းတို့လေးချင်မို့အတွက်တရားစပြီးထိုင်ပါတော့တယ်တကယ်တော့သူ့အရင်ကဆွမ်းတွေကိုပြန်ရဖို့အတွက်လော်လ ယ်နဲ့မရပါဘူးဘာလို့လဲဆိုရင်တော့သူအတိတ်တုန်းကအစွမ်းနေကကဘောမှာအင်အားကြီးဆုံးသူဖြစ်ခဲ့တာကြောင့်မလို့ပဲဖြစ်တယ်ခုစိတ်ညစ်ပါတယ်ကွာငါဟာငါအေးစစ်လေးကျင့်ချင်ပါတယ်ဆိုနေမှဘာလို့အဲ့ဒီကောင်တွေကငါ့ကိုရှောင်ကြည့်နေတာလဲဟာဟဲဟဲသူကမျက်နှာကအရင်လိုမဟုတ်တော့ပဲတောက်ပနေတယ်ဟာအဖိုးအဖိုးစကားပြောတတ်နေတာအယံကိုကျင်နေတယ်အတန်လေးချော့ပါအောင်အဲ့လိုပြောလိုက်ကြတော့ခဏနာဒုတိယတခင်လေးတယောက်ဟာရှုဆိုပြီးနားရှိလိုက်ပါတော့တယ်အာတောက်မှမာတယ်ဗျာကျွန်တော်မအောင်နိုင်လို့ပါခဏနာကိုဖက်တီတယောက်အဖိုးကြီးကြီးတဲ့နဲ့ကိုတကားဖွင့်ချလိုက်ခဲ့ကအဖိုးနဲ့ဦးလေးကြီးကိုခေါ်ဝါပြုပါတယ်အေးအေးပါဒါနဲ့မင်းဘာလို့မနဲ့စောစောစီတရားထိုင်နေတာလဲတခုဖြစ်လို့လားဟိုသူငါ့ကိုစိတ်ပူနေတာနဲ့တူတယ်အဲ့လိုနဲ့ကိုဖက်တီတယောက်အဖိုးကြီး ီအချိန်မှာတိုင်းမြအောင်ထုတ်ပြလိုက်ပြီးကဲတွေ့တယ်မဟုတ်လားကျွန်တော်အရင်လုံးကိုကိုတက်တယ်ဖို့မလုပ်တော့ပါဘူးဗျာအဲ့ဒါကြောင့်စိတ်မူပါနဲ့အဲ့လိုပြောခံရတဲ့အဖိုးကြီးတယောက်စောင်းရင်ကိုပြောတော့ခဲ့ပြီးကျန်နေတဲ့သူတွေအကုန်လုံးကပါငိုကြပါတော့တယ်ဟာဗာလေးဟာငါဒါလေးပြောလိုက်တာကိုငိုတော့ချတာလားဟေးမင်းတို့ကငါပြောစရာရှိတယ်ဟုတ်ကဲ့အကိုကြီးပြောတာပြောလိုက်ပါအေးဒီခိုင်းရဲ့အဒီနာမှာနမကြီးခိုင်းတွေရဲ့အရှင်အနေတွေကိုစုံစမ်းခဲ့ကြအကိုကြီးကလည်းဗျာဗာများလဲလို့အဲ့ဒါအကြောင်းရတယ်လို့သိကျင်နေဆိုရင်ဒီခိုင်းရဲ့တာဝန်ခံကိုမေးလိုက်ရင်ရပြီပဲဒါပေမဲ့လည်းသူအခုကအပြင်ကိုအလုပ်ကိစ္စနဲ့ဆဲတိတိကျအောင်မယ်တဲ့အော်လက်ဆက်တော့ဒီခိုင်းရဲ့တာဝန်ခံကဒီခိုင်းကိုအုပ်စုထားလာပေါ့လေဒါပေမဲ့လည်းငါညီလေးကဘာလို့ဒီခိုင်းရဲ့ ရဲ့အကြောင်းတွေကိုမသိရတာလဲဟဲ့ကောင်မြေပေါ်မှာဝက်လိုက်စမ်းအဲ့လိုနဲ့ကိုဖတိရောဘာလို့ဒီခိုင်းရဲ့အကြောင်းတွေနဲ့အပြင်ကခိုင်းတဲ့အကြောင်းကိုမမတ်ထားရတာလဲဆိုပြီးအာရပါရဆိုပါတော့တယ်ကဲနောက်တစ်ယောက်မင်းတို့ဒီခိုင်းရဲ့ပြင်မမှာထောင်ချောက်တွေဘယ်လောက်ဖြန့်ထားလိုက်ရဆိုတာသိလားအာအာတရားကျော်လောက်ရှိမှလို့ထင်တယ်ဗျတော်ပြီးတော်ပြီမင်းလည်းမြေပေါ်မှာဝက်ထားလိုက်စမ်းအဲ့လိုနဲ့ညီအငယ်ဆုံးကိုပါဒီခိုင်းရဲ့အကြောင်းတွေကိုမသိတာကြောင့်အာရပါရဆိုပေးလိုက်ပါတော့တယ်ဟဲ့မင်းတို့နှစ်ယောက်ကပြောမယ်မင်းတို့နှစ်ယောက်ကဒီခိုင်းရဲ့အနာဂတ်မှာအရေးကြီးတဲ့သူတွေပဲအဲ့ဒါကြောင့်ဒီခိုင်းရဲ့အကြောင်းတွေကိုသိအောင်လုပ်ထားကြဟုတ်ဟုတ်ကဲ့ပါကိုကြီးဒီနေ့ကစပြီးလေ့ကျင့်ထားလိုက်ပါမယ်ဒါနဲ့ဒီခိုင်းရဲ့တာဝန်ခံကဘာလို့အာလက်ရဲကို၁၀ရက်တောင်ယူရတာလဲကွာအတင်ရဲစရာပဲ တစ်ဖက်ကလူစုဘက်မှာတော့ကိုဖရီရဲ့ခဏကူကနေဟိုဘက်ကတခင်လေးစီကိုဝိညာဉ်ပြောင်းထားတဲ့ကိစ္စကြောင့်ဆောင်းကိုပြောနေခဲ့တဲ့လူစုကိုတွေ့ရမှာပဲဖြစ်တယ်ကဲကဲငါတို့အစီအစဉ်တိုင်းဖြစ်လာခဲ့တဲ့အတွက်ဆောင်းကိုပြောတာပဲကွာတကယ်လို့သူကဘာလုပ်လဲဆိုရင်တော့သူတဲ့တခင်လေးပြောခဲ့တဲ့တာဝန်ခံတယောက်ပဲဖြစ်တယ်တစ်ဖက်ကကိုဖရီဘက်မှာတော့သူ့ရဲ့အရင်ကအစွမ်းတွေကိုပြန်ရဖို့အတွက်ခုနှစ်တိတိလေးကျင့်နေခဲ့တယ်ကဲကဲနောက်ဆုံးတော့အရင်ကအစွမ်းကိုနည်းနည်းလောက်ရောက်လာခဲ့ပြီးအပြင်ဘက်မှာတော့ကိုဖရီရဲ့ညီလေးတို့နှစ်ယောက်သာကိုဖရီကိုစိတ်ပူစွာနဲ့ငားရဲ့တိတိအပြင်ဘက်မှာစောင့်နေခဲ့ကြတယ်အင်္ဂနဲ့ကကိုဖရီကတော့သူ့ရဲ့အစွမ်းတွေကိုဆက်နံဖို့အတွက်ဟန်ငားခဏကိုနဲ့ကျင့်လာရနေပြီပဲဒါပေမဲ့ငားရဲ့အစွမ်းတစ်ခုလောက်တုံ့ကြည့်ရမယ်နဲ့တူတယ်အဲ့လိုနဲ့ခဏနောက်ရုပ်တရက်ကိုဖ တီရဲ့လက်လူကဖောင်းလာခဲ့ပြီးစောင်းဝင်းကိုတီတော့ပါတော့တယ်တကယ်လို့ဒီကအဆွမ်းအကုန်ဖိတယောက်ပဲတုံပြုတ်လိုက်တာဖြစ်ပြီးတစ်ဖက်ကကွေးပြင်းဘက်မှာတော့တက်တော်ဆောင်နေကိုဆူထားလိုက်ကမိတ်ခုံပြောနေခဲ့တယ်ဟေးအာလုံးပထမတခင်လင်ကသူ့အတိတ်ကိုဆွမြစ်ပြီးတောင်းနေတော့ဆူတာကောမင်းတို့အာလုံးနဲ့တီးကြတယ်မဟုတ်လားအဲ့ဒါကြောင့်အတခင်လေးကိုငါတို့အတက်နဲ့ရင်းမီကောက်ဝဲရမယ်ဘာလို့လဲဆိုရင်တော့တခင်လင်ကဒီခိုင်းကိုဆက်ခံမဲ့သူမလို့ပဲအဲ့လိုစကားပြောနေလို့ခန့်လိုက်လိုက်သူတယောက်ကရောက်လာခဲ့တယ်ခေါင်းဆောင်ခေါင်းဆောင်တခင်လင်ကခေါင်းဆောင်ကိုခေါ်နေတယ်ဗျဘာကိစ္စရှိလို့လဲမသိဘူးအဲ့ဒါကိုကြည့်နေတဲ့ကောင်းမလီကတော့အန်တခင်လင်ကခေါင်းဆောင်ကိုအရင်ကလည်းအခါမခေါ်လို့မရှိပါဘူးစေတနာတွေမဖြစ်ပါစေနဲ့လို့ဆုတောင်းရမှာပဲအမဲနဲ့ကိုဖီတီခေါ်လိုက်တာမဟုတ်ပါဘူးခ ုံးဆောင်စုတဲ့ကောင်ကအချက်နဲ့တွားချင်လို့ပဲဖြစ်တယ်။တပတ်ကိုပတီကတော့အေးစစ်စစ်လေးစာအုပ်တွေဖတ်နေခဲ့ပြီးခဏနဲ့တော့တကားခောက်တံကိုကြားလိုက်ရတယ်။ဟဲ့ဘာကိစ္စချီလို့လဲဝင်လာခဲ့လေ။အဲ့လိုနဲ့ခေါင်းဆောင်တယောက်ကိုပတီရဲ့ခန်းထဲကိုဝင်လာခဲ့ပြီးကိုပတီရဲ့အရှိမထမ်းလိုက်ပါတော့တယ်။ကဲဆိုတော့ဘာကိစ္စချီလို့လဲဘာကိစ္စလဲဆိုရင်တော့မင်းကိုပို့ပြီးစိတ်ဝင်စားစရာတွေဖန်တီးချင်လို့ကွာ။အဲ့လိုနဲ့ဒါအတီးလေးကိုတစ်ချက်ထုတ်လိုက်ပြီးကဲမင်းတိဖို့မလိုဘူးလား။မင်းဘ누구ကိုတတ်ဖို့လာခဲ့တာလဲပြောစမ်းမအောင်။ငါကခမရကိုအရင်တတ်မယ်။နောက်ပြီးတော့ခမရရဲ့အဖိုးကိုခမရရဲ့ညီနဲ့ကိုတရားတော့မှလေ။ကဲဘယ်လိုလဲမင်းကြောက်နေပြီမဟုတ်လား။အော်လက်ဆက်တော့မင်းကငါ့ကိုတတ်ရှင်နေတာပေါ့လေ။ဒါနဲ့မင်းကဘ누구လဲဆိုတာကိုသိရလ လားအဲ့လိုစကားပြောတဲ့တော့ခေါဆောင်တရားကိုပတိရဲ့ဘိုက်ကိုအကျော်တီတော့အောင်လှုပ်လိုက်ပါတော့တယ်ငါ့ရဲ့ခဏကိုလုံးလုံးမရအောင်လှုပ်လိုက်တာပေါ့လေဒါပေမဲ့အလကားပဲကွာနောက်ပြီးတော့ဒီကိစ္စကမင်းတယောက်ထဲတော့မဟုတ်တော့ဘူးတခြားသူတွေကပါတီတယ်မဟုတ်လားငါကမင်းမိတဲ့ဟာတွေကိုဖြေရမလားစောက်ကလေးပဲမရှိတာမပြောစမ်းနဲ့ဟာဟာမင်းကိုကြည့်ရတာငါ့ကိုအရင်ကြောက်နေပါလားဘာလဲမင်းကဘာလို့လဲဆိုတာကိုသိနေတယ်မဟုတ်လားသိတော့ဗောမင်းရဲ့ဝိညာဉ်ကတခြားတယောက်ဆိုတာကိုလေအဲ့လိုနဲ့ဒါကိုဆွဲထုတ်လိုက်ပြီးကိုပတိကိုတွေ့ဝင်လှုပ်ပါတော့တယ်ဒါပေမဲ့လည်းဘီနတ်မှရှိတဲ့စပွဲကိုကောက်ကန်လိုက်ပြီးအဖို့ကိုမြှောက်ထားလိုက်ကချက်ဆိုတော့နောက်ကိုရောက်လာခဲ့တယ်ကဲကဲမင်းကဘာလို့လဲဆိုတာကိုသိနေတယ်ဆိုတော့နောက်ကဘာလို့ခိုင်းလိုက်တာလဲဆိုတာကိုပြောပါဦးဘာက ောင်ကြီးလည်းဟာနောက်ပြီးတော့သူဘာလို့ငါရဲ့နောက်ကိုရောက်တော့တာလဲဟာအဲ့လိုနဲ့ကိုဖက်တီကိုတက်ခိုက်ဖို့အတွက်သူ့ရဲ့လက်နဲ့ကိုဖက်တီကိုတွေ့ဖို့လုပ်ပါတော့တယ်ဒါပေမဲ့လည်းအလုံးမဖြစ်ပါဘူးဟေးမင်းကန်ကောက်တော့လို့၆နိုင်တရတော့ကွာနောက်တော့ကွာဆိုရင်မင်းတီဖို့တာပြင်လာတော့အဲ့လိုနဲ့ကိုဖက်တီရဲ့ဘိုက်ကိုတွေ့ဖို့လုပ်ပါတော့တယ်ဒါပေမဲ့အဲ့တဲ့ကလည်းကိုဖက်တီအပေါ်ကိုအလုံးမဖြစ်ခဲ့ပဲချိန်စလို့ဘီနောက်ရောက်လာခဲ့လိုက်ကခဏကိုကိုလုံးလုံးမရအောင်အကျိုးလိုပိတ်ထားလိုက်ပါတော့တယ်ကဲမင်းရဲ့ခဏကွာလုံးလုံးရတော့မှမဟုတ်ဘူးဘာလို့လဲဆိုရင်တော့မင်းရဲ့အကျိုးတွေအကုန်လုံးငါပိတ်ထားလို့ပဲမင်းမင်းငါစီကဘာလို့ရင်လို့လဲနောက်ပြီးတော့ဘာလို့ငါ့ကိုမတက်သေးတာလဲကွာဘာလို့ရင်တာလဲဆိုရင်တော့မင်းရဲ့နောက်ကွယ်ကသူကဘာတူလဲဆိုတာကိုသိရင်သေးတယ်လေကဲမင်းကိုခံလိုက်တဲ့ ဲ့သူကဘာလုပ်လဲပြောပြစမ်းရှိလို့ပြောပြရမလားကောင်းပြီလေမင်းမပြောချင်ဘူးဆိုတော့အဲ့လိုနဲ့ကိုဖက်လီတရားခေါင်းဆောင်ရဲ့လက်ဘေးကိုမချက်ဆွမ်းနဲ့ချိုးပစ်လိုက်ပြီးအသားတရုံဖြစ်အောင်လှုပ်ဆူပစ်လိုက်ပါတော့တယ်ကဲကဲမင်းရဲ့ခန္ဓာကိုယ်ကအသားတရုံဖြစ်အောင်လှုပ်လိုက်တယ်ဒါပေမဲ့စိတ်ချပါမင်းမတည်သေးပါဘူးအာအာကျွန်တော်ကျွန်တော်တောင်းမဲ့ပါတယ်ကျွန်တော်ကိုခွင့်လုပ်ပေးပါဗျာကျွန်တော်ကိုဘာလုပ်ခန်းလိုက်ကြလဲဆိုတာကိုလည်းပြောပြပေးပါမယ်ကောင်းပြီလေမင်းကိုဘာလုပ်ခန်းလိုက်တာလဲတကယ်တော့ဘာလုပ်ခန်းလိုက်တာလဲဆိုရင်တော့ဒီခိုင်းရဲ့တာဝန်ခံကကိုဖက်တီကိုတက်ခန်းလိုက်တာပဲဖြစ်တယ်ဟေးမင်းတို့နေရာဝင်မျက်နှာကဘာဖြစ်တာလဲဘာဖြစ်ရမှာလဲကျုပ်တို့ကြားထားတာကတော့တခင်လေးကတိုင်းမြာကိုတင်နေတယ်လို့ကြားတယ်အဲ့ဒါကမင်းတို့စောက်ကြောင်မဟုတ်ဘူးလေသူတိုင်းမြာတင်ယူနေတယ်ဆို ိုပေမဲ့ခဏလေးအတွင်းမှာတိုက်ပညာမတက်တော့ပါဘူးကွာနောက်ပြီးတော့အဲ့ဒီတခင်လေးကမင်းတို့ရဲ့တခင်လေးအစ်မဟုတ်ဘူးနော်တခြားလူတရားကိုဝိညာဉ်ပြောင်းထားတာပဲအဲ့ဒါကြောင့်မင်းတို့ဘာကိစ္စမှကြောက်စရာမလိုဘူးကွာသူ့ကိုတက်မှရှင်တက်ခဲ့ကြအဲ့ဒါဆိုရင်သူ့ရဲ့နေရာကငါလူယူလို့ရပြီအော်လက်ဆက်တော့ငါတို့ရဲ့ခိုင်းရဲ့တာဝန်ခံကတိစာဖောက်ပို့လေအဲ့လိုနဲ့စကားပြောနေတော့လူနေရာကိုတတိထမ်းပြလိုက်ကကိုဖတ်တဲ့ညီလေးနေရာကဖြစ်နေခဲ့တယ်ဟာအကိုကြီးအကိုကြီးကဒီမှာဘာလို့နေတာလဲဗျအဲ့လိုနဲ့ခန်းထဲဝင်လာခဲ့ပြီးချက်ဆိုတော့အန်အော်တော့ပါတော့တယ်ဘာလို့လဲဆိုရင်တော့လူတယောက်ကအသားလုံးတုံးဖြစ်သွားပြီးအတက်ရှင်နေတာကြောင့်မလို့ပါအကိုကိုသူကကျွန်တော်တို့ရဲ့ခိုင်းရဲ့ကိုရင်တော့ခေါင်းဆောင်မဟုတ်ဘူးလားဗျကဲပြောလိုက်စမ်းငါ့ကိုဘယ်သူတက်ခိုင်းတာလဲဆိုတော့ကို ငါကြီးလေးနှစ်ယောက်တီးအောင်ပြောပြလိုက်ဟုတ်ကျွန်တော်ပြောပြပေးပါမယ်တခင်နဲ့တခြားလူတွေကိုတက်ခိုင်းတာကဒီကိုင်းတာဝန်ခံကတက်ခိုင်းလိုက်တာပါနောက်ပြီးတော့လေဒီကိုင်းမှာရှိတဲ့ကိုဝန်တော်တွေကလည်းဒီကိုင်းကိုတိစာဖို့ပေါ့အတင်းရှိနေကြပါတယ်ဂျာတကယ်ကြီးလားဟာကျွန်တော်တို့ကိုတိစာရှိမယ်လို့ထင်တာလေဟုတ်ဟုတ်ဟုတ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကိုအသက်ရှင်းနာပေးပါဗျာတောင်းမွင့်ပါတယ်ဟေးမင်းတို့နှစ်ယောက်ကြားတယ်မလားအဲ့ဒါကြောင့်ဒီကိုင်းမှာရှိတဲ့ကိုဝန်တော်တွေလည်းငါတို့ကိုတိစာဖို့မဲ့သူတွေရှိသေးတယ်ဟုတ်အဲ့ဒါဆိုရင်ကျွန်တော်တောင်းဝန်ထားလိုက်ပါကျွန်တော်ကြည့်ပြီးရှင်းပြလိုက်ပါမယ်အဲ့ဒါကြောင့်အကိုကြီးစိတ်ပူပါနဲ့မဟုတ်ဘူးမဟုတ်ဘူးငါ့မှာအစီအစဉ်ရှိတယ်အဲ့လိုနဲ့ကိုဖလီတယောက်သူ့အစီအစဉ်ကိုပြောပါပါတော့တယ်တစ်ဖက်ကကိုဝန်တော်တွေဘက်မှာတော့အစီအဝေးလုပ်နေခဲ့ပြီးဟာဘာလို့ ောင်းဆောင်ကဒီလောက်တော့ကြာနေတာလဲဟာအဲ့လိုသွေးနေလို့ခဏနေလို့ကောင်းရင်ပေါ်ကနေအလင်းတန်းတစ်ခုကြာလာခဲ့ပြီးအဲ့ဒီအလင်းတန်းကြာလာတဲ့နေရာမှာတော့အသာတုံးကြီးဒရုံဖြစ်နေခဲ့တယ်ဟဲ့ဟဲ့ငါ့ကိုကယ်ပါအောင်ငါ့ကိုကယ်ပါအောင်ကွာဘာဒီအတန်ကကိုအန်တော်ရဲ့ခေါင်းဆောင်ကြီးအတန်မဟုတ်ဘူးလားမဟုတ်ပါလေကောတခင်လေးကောပြဿနာတက်နေတာလားဟာအဲ့လိုနဲ့ကောင်းမလေးတောင်သူတခင်လေးကိုစိတ်ပူနေခဲ့ကခဏနေတော့ကိုဖက်တီတို့နေရောက်တော့ရောက်လာခဲ့တယ်ဟဲ့အားလုံးမဲ့နှလှကြောင်အဲ့ဒီကောင်ကဒီခိုင်းရဲ့တခင်လေးကိုတက်ဖို့ကြိုးစားနေတုံးဒီဖြစ်တော့တာပဲတခင်လေးကဘာမှမဖြစ်ဘူးပေါ့ဟဲ့မင်းမင်းမျက်နှာကမျက်ရည်တွေကျနေတယ်နော်အနောက်ထိလည်းစိတ်မူပါနဲ့ကွာတဖက်ကကိုအန်တော်ရဲ့အုပ်စုထဲမှာတော့စောင်းရုံကိုကြောက်နေခဲ့ကြတဲ့ဒူရီကိုမြင်ရမှာပဲဖြစ်တယ် တကယ်တော့သူတို့တွေကသူတို့အဂျင်စီတွေပေါ်တော့တာထင်ပြီးကြောက်နေကြတဲ့ကိုယ်ရံတော်တွေပဲဖြစ်တယ်အဲ့လိုနဲ့ခဏနဲ့တော့အဲ့လိုကြောက်နေကြတဲ့သူတွေအကုန်လုံးဖက်ခံနိုင်ရပါတော့တယ်ဟိုစင်ကြီးပါတယ်ကွာငါပါကစ္စတန်ရဲ့ဒီခိုင်းကိုကူညီနေတာပါလေအဲ့လိုပြောနေတော့ခဏနဲ့ကိုယ်ဖက်ဒီကိုတိစ္ဆာဖောက်ရတဲ့ကိုယ်ရံတော်တယောက်ကခေါ်လာခဲ့တယ်ဟေးမင်းစီမှာလာပါတဲ့ဇနီးနဲ့တမီးတယောက်ရှိတယ်လို့ကြားတယ်နော်အဲ့ဒါကြောင့်မင်းကကိုတိစ္ဆာဖောက်တဲ့အနေနဲ့မင်းရဲ့ဇနီးနဲ့မင်းရဲ့တမီးကိုတတ်ပေးရမလားအဲ့လိုပြောလိုက်တော့တိစ္ဆာဖောက်တဲ့အောင်ဆောင်းရင်ကိုကြောက်တော့ခဲ့ပြီးတခင်တခင်ပြောတဲ့အရာတွေအကုန်လုံးလုပ်ပြီးပါမယ်အဲ့ဒါကြောင့်ကျွန်တော်မိသားစုကိုတော့အသက်ချမ်းသာပေးပါဆိုပြီးတောင်းပန်နေခဲ့တာပေါ့ဟာဟာကောင်းပြီလေအဲ့ဒါဆိုမင်းကိုခိုင်းတဲ့အတိုင်းလုပ်ရမယ်နော်ဟုတ်ဟုတ်ကျွန်တော်အသက်နဲ့လည်းပြီးလုပ်ပြီးပါ မယ်ဗျ။ကောင်းပြီလေငါ့ကိုတတ်တဲ့ကောင်ကိုငါတီတော့ပြီဆိုတဲ့အကြောင်းကိုလိမ်ပြီးပြောပြနိုင်မလား။ဟုတ်ဟုတ်စိတ်မူပါနဲ့တခင်။တခင်ခံလိုက်တဲ့အလုပ်ကိုစိတ်မပြတ်စေရပါဘူး။ကောင်းပြီလေဒီတခေါ်တော်မျိုးယုံလိုက်မင်းတော့။ဒါကလို့မင်းတာငါ့ရဲ့ယုံကြည်မှုအလွယ်သုံးဆောင်လုပ်မဲ့ဆိုရင်တော့မင်းရဲ့မိသားစုကဒီဘဝမှာမရှိတော့ဘူးဆိုပြီးမှတ်ထားလိုက်။အဲ့လိုနဲ့နောက်ဝဲမှာတော့ကော်ပိုရိတ်ခံလိုက်တဲ့အတိုင်းလှုပ်ဆောင်မှာတော့တယ်။ဘာပြောလဲတခင်လေးကတီတော့ပြီဟုတ်လား။ဟုတ်ဟုတ်ဟုတ်ပါလေတခင်လေးတီတော့ပါပြီ။ကိုဝင်တော်ရဲ့ခေါင်းဆောင်ကတတ်လိုက်တာပါ။ဟိုဖျက်လိုက်တာတခင်လေးရဲ့ကျွန်တော်ရဲ့ယင်ထဲမှာတော့မဆောင်ရဲကိုဝန်နေတော့တာပဲကွာ။ကဲကဲဘလို့လဲငါ့ရဲ့တီးဥဆောင်တော်ကမိုက်တယ်မဟုတ်လား။ဟုတ်ကဲ့မိုက်ပါတယ်။ဒါနဲ့မင်းကဘာလို့ဒီအကြောင်းတွေကိုလာပြောတာလဲ။ငါ့ကိုလာပြောမယ့်သူက ကိုယ်ရင်တော့ခေါင်းဆောင်မဟုတ်ဘူးလားဟုတ်ပါတယ်သူတခင်လေးရဲ့အာတုပါနဲ့အလုတ်ချုံနေတာကြောင့်မလို့ကျွန်တော်ကိုလွတ်လိုက်တာပါအော်အဲ့လိုလားကဲအဲ့ဒါဆိုဒီနေ့ပဲသွားချတာပေါ့အဲ့လိုနဲ့ဖိုးကြီးတောင်ကိုဖိုးတီရှိတဲ့ခိုင်ကိုချမ်းစလို့ရောက်လာပါတော့တယ်ရောရှင်းမပဲအရန်ကိုတေးအောင်ချင်းနဲ့အဖိုးကြီးတောင်ညည့်ရဲ့အတူတူကြလာခဲ့ကခန့်နဲ့တော့ကိုဖိုးတီတောင်သူ့အရှိမပေါ်လာပါတော့တယ်ကဲမိကိုငါတို့ဖမ်းလိုက်ပြီနော်ဘာဘာပြောတယ်ဒါငါငါငါထောင်ချောင်းမိတော်တာလားဟာအဲ့လိုနဲ့ဖိုးကြီးတောင်တေးအောင်ဆန်နိုင်ရပဲအဆိုပဲခံနိုင်ရပါတော့တယ်ဟိုမိကိုဖမ်းတာကလည်းအရန်ကိုလွတ်လိုက်တာကွာဒီလောက်လွင်နေတဲ့ဆိုတော့မိကိုထိကြောက်ရတဲ့သူကရှိတယ်မဟုတ်လားအိုမိကညက်ကောင်းတာပဲမိကိုတက်ခံလိုက်တဲ့သူတွေကဘသူတွေလဲဆိုရင်တော့ကဘ ်မှာအများကြီးဆုံးဆိုပြီးတက်မှတ်ခံထားရတဲ့ဂန်ကြီးနဲ့ဂိုင်းမဲဆိုပြီးပြပြပေးလိုက်ပါတော့တယ်။အော်အဲ့လိုလား။အဲ့လိုနဲ့ကိုဖရီတောင်မေကိုလည်းမေပြူဆိုတော့ပြောက်ထဲအပြင်ကိုထွက်လာခဲ့တယ်။အော်လက်ဆက်တတော်မင်းပေါ့လေ။ငါကကဘာပေါ်မှာအများကြီးဆုံးဆိုတော့ငါ့ကိုမနာလူကြပဲငါ့ကိုလှုပ်ချက်နာပေါ့လေ။ကောင်းပြီ။အဲ့ဒီအတွက်ငါလက်ဆာချပြမယ်။အဲ့လိုနဲ့ကိုဖရီတောင်သူ့ကိုလှုပ်ခဲလဲသူ့ကိုတီးလိုက်ရတာကြောင့်ကလေးစားချဖို့အတွက်ဆုံးဖြတ်လိုက်ကာ။ကဲဒီစကားလေးတော့ဒီမှာပဲဆက်တင်ထားချင်ပါတယ်ဗျ။အဆုံးလေးကြည့်ရှုပေးကြသူငကြံအားလုံးကိုကျေးဇူးတင်ပါတယ်။